မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ23ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစစ်ဆေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ American အစိုးရရန်ရရတက်မှုကိုအဆုံးသတ်စေမဲ့ရေတိုကူစားရေးဘတ်ဂျက်အစီအမံတရက်ကိုလွှတ်တော်နှစ်ရက်လုံးကမဲခွဲအတည်ပြုပေးလိုက်ပြီးဖြစ်ပါတယ် Washington DC စံတော်ချိန်အရနိုဝင်ဘာ22ရက်နေ့ညပိုင်းမှာအလွတ်တော်ကအဲ့ဒီရေတိုကူစားရေးအစီအမံကိုမဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်ရက်ကတော့အထက်လွှတ်တော်မဲခွဲမှုမှာအဆိုအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်လွှတ်တော်နှစ်ရက်လုံးကအဆိုကိုလက်ခံပြီးအဆိုရရှတ်ဒေါင်းဖြစ်မှုကိုရပ်တန့်နိုင်တော့မယ့်သဘောပါပဲ။အမေရိကန်မှာအဆိုရအသုံးစရိတ်ညှိနှိုင်းမှုကိစ္စအဆင်မပြေရာကအော်တိုဘာ၁ရက်နေ့ကစပြီးရှတ်ဒေါင်းဖြစ်နေခဲ့တာပါ။အာနာယ Republican Party နဲ့အတိုက်အခံ Democratic Party တို့ကြောင့်အသုံးစရိတ်မူဝါဒတစ်အတွက်အချင်းချင်းညှိနှိုင်းခဲ့ပေမဲ့မအောင်မြင်ခဲ့ရတော့ အမေရိကန်သမိုင်းတလျှောက်အချိန်အကြာဆုံးရှတ်ဒေါင်းကာလကိုဖျက်ဆီးနေရတာဖြစ်ပါတယ်။အခုက Republican တွေကတင်ပြတဲ့ရေတိုကူစားမှု budget အစီအမံကို Democratic Party ဝင်အမတ်တချို့ကအလိုက်လျောလက်ခံပေးခဲ့ခြင်းနဲ့တူလွှတ်တော်မှာမဲခွဲအောင်မြင်ခဲ့ပြီဖြစ်ပေမဲ့လည်းရှတ်ဒေါင်းကိုအဆုံးသတ်ဖို့တော့နည်းနည်းထပ်ပြီးအချိန်ယူရနိုင်ပါတယ်။အစိုးရရှတ်ဒေါင်းဖြစ်နေတဲ့ကာလအတွင်း American Federal အစိုးရရဲ့မရှိမဖြစ်မဟုတ်တဲ့ agency တွေဌာနတွေပိတ်ထားရပြီးဝန်ထမ်းလစာတွေလည်းဆိုင်းငံ့ခံခဲ့ရပါတယ်။ အစိုးရရဲ့အစားနပ်ရိက္ခာထောက်ပံ့မှုကိုမှီခိုနေရတဲ့တန်းနဲ့ချီတဲ့အဝင်ငွေနှိပ်ပါတဲ့ American ပြည်သူတွေအတွက်လည်းမရေမရာအခြေအနေတွေရင်ဆိုင်ခဲ့ရပါတယ်။ပြီးတော့လေကြောင်းထိန်းသိမ်းဌာနကဝန်ထမ်းတွေတော်တော်များများကိုလည်းအနာပေးထားရတဲ့အတွက်လေကြောင်းပြေးဆဲမှုလုပ်ငန်းတွေမှာပါအကျပ်တဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ Republican Party ကအစိုးပြုထားတဲ့ရေတိုကူစားရေးအစီအမံမှာတော့ Democratic Day အပြင်းထန်တောင်းဆိုနေတဲ့အတိုင်းဝင်ငွေနှဲပါတဲ့ American ပြည်သူတွေအတွက် ကျမရေးဆောက်ရှောက်မှုစရိတ်ကိုဆက်လက်ထောက်ပံ့ပေးထားဖို့သဘောတူထားပါတယ်။အထူးအစီအမံဟာတက်တန်းကုံဆုံးတော်မှာဖြစ်ပြီး Republican Party ကအနာဂတ်အစိုးရအသုံးစရိတ်ထဲမှာဆက်ပြီးထည့်သွင်းမထားကြတော့ပါဘူး။တစ်ဖက်မှာတော့ Democratic တွေကအဲ့ဒီကျမရေးဆောက်ရှောက်မှုအစီအမံမပါတဲ့ budget အစိုးမှန်သမျှကိုပယ်ချခဲ့တာကြောင့်အစိုးရ budget အသစ်အတွက်အပြေမထွက်နိုင်ပဲ shutdown ဖြစ်သွားခဲ့ရတာပါ။လာနေချီကြောင်မြင့်လာတဲ့ shutdown ကိုအဆုံးသတ်ဖို့နှစ်ဖက်ပါတီကြားဆွေးနွေးသဘောတူထားတဲ့ လက်ရှိအဆိုကတော့2026ဇန်နဝါရီလောက်ကုန်ပိုင်းလောက်ထိပဲရေတိုတက်တန်းဖြစ်မှာပါ။ဒါကြောင့်နောက်ထပ်၃နှစ်ဘတ်ဂျက်တစ်ကိုသဘောတူညီမှုရယူနိုင်အောင်ပါတီတစ်ခုဆက်ပြီးညှိနှိုင်းကြရမှာပါ။ဒီမိုကရက်တစ်ပါတီကတော့ဂျမားရေးဆောက်ရှောက်မှုရန်ပုံငွေတွေဖယ်ရှားပစ်မယ်ဆိုရင်ဘယ်လိုဘတ်ဂျက်အစီအမံတစ်ကိုမှလက်မခံဘူးလို့အတိအလင်းသတိပေးထားပါတယ်။ဒီတော့အဲ့ဒီကိစ္စညှိနှိုင်းတာမအောင်မြင်ရင်လာမယ့်နှစ်စမ်းပိုင်းမှာနောက်ထပ်ရှတ်ဒေါင်းဖြစ်လာနိုင်ခြင်းရှိနေသေးပါ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ အစိုးရရှတ်ဒေါင်းဖြစ်မှုဟာကျင်းသေးပေါ့ရှောင်လွဲလို့ရခဲ့တဲ့ကိစ္စမျိုးလို့အကြိမ်ကြိမ်ဝေဖန်ခဲ့ဖို့ပါတယ်။လွတ်တော်နှစ်ရက်မှာမဲခွဲအတီးပြူနိုင်ခဲ့တဲ့ယာယီကူစားမှုအဆိုကိုနိုဝင်ဘာလ12ရက်နေ့ညပိုင်းမှာထရမ့်ကလက်မှတ်ရေးထိုးမယ်လို့လည်းအင်ဖြူတော်ကကြေညာထားပါတယ်ရှင်။ပြီးခဲ့တဲ့လကမှာအစ်စ်ပြင်းရင်းရေးစာချုပ်ချုပ်ဆိုထားပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားကနေဆက်တင်းမာမှုတွေဟာအခုရက်ပိုင်းအတွင်းတိတိတသားပြန်လည်မြင့်တက်လာနေပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာစစ်ရဲစရေသဘောတူညီချက်ကိုချိုးဖောက်ကြောင်းအပြန်အလှန်ဆွဆဲဝေဖန်နေကြတာပါနိုဝင်ဘာလ12ရက်နေ့မှာတော့ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကထိုင်းစစ်တပ်ကရန်စပစ်ခတ်မှုတွေကြောင့်နေဆက်ကြေးရွာတစ်ခုမှာရွာသားတယောက်တိတ်ဆုံးပြီး9ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်ဒါပေမဲ့ထိုင်းစစ်တပ်ကတော့အဲ့ဒီဆွဆဲချက်ကိုအတိအလင်းငင်းဆိုခဲ့ပြီးကမ္ဘောဒီးယားဟာအဖြစ်မှန်တွေကိုလိုရာဆွဲပြီးလှည့်စားပုံဖော်နေတယ်လို့တုံ့ပြန်ခဲ့ပါတယ်။တကယ်တမ်းမှာတော့ကမ္ဘောဒီးယားဟာ လုံနေကြအတိုင်းပြည်ထနာကိုအရင်ဆရှာပြီးနောက်ဆက်သွဲသတင်းအချက်အလက်များတွေကိုဖြန့်ဝေနေချင်တာဖြစ်တယ်လို့ထိုင်းစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရအရာရှိဗိုလ်ချုပ်ဝင်းထိုင်းစူဝါရီကပြောကြားခဲ့ပါတယ်။တကယ်တော့မှာကမ္ဘောဒီးယားစစ်သားတွေကသာ ရန်ဆခဲ့တာဖြစ်ပြီးထိုင်းကတုတ်ပြန်ရမှာတော့အရက်သားတွေကို လူသားတိုင်းအဖြစ်အသုံးချအကာအကွယ်ယူခဲ့တယ်လို့ဝင်းထိုင်းကဆိုထားပါတယ်။နိုဝင်ဘာလ12ရက်နေ့ကခောက်ဆွန်ပြည်နယ်ထဲကဘန်တောင်ယာကူနားမှာ ထိုင်းစစ်တပ်တွေရှိနေတဲ့နေရာစီ ကမ္ဘောဒီးယားကအစတင်ပြတ်ခတ်ခဲ့ကြောင်းဒါကြောင့်ထိုင်းစစ်သားတွေကအကအကွယ်ယူပြီးကြီးစံလာရစီတုတ်ပြန်ပြတ်ခတ်ခဲ့တာဖြစ်ကြောင်းအဲ့ဒီလိုတုတ်ပြန်ရမှလဲတစ်ဖက်ကရန်လိုမှုကိုတားဆီးရုံသာထိုင်းရဲ့အချုပ်အခြာအာဏာနဲ့ထိုင်းစစ်သားတွေရဲ့လုံခြုံရေးကိုကာကွယ်နိုင်ရုံလောက်သာထိန်ထိန်သိမ်းသိမ်းဆောင်ရွက်ခဲ့ကြောင်းဝင်းထိုင်းကဆက်ပြောပါတယ်။ဒါကြောင့်ကမ္ဘောဒီးယားကဆွတ်ဆွဲတဲ့ထိုင်းဘက်ကအပြစ်ရသဘောတူညီချက်ကိုချိုးဖောက်ပြီးစပစ်တယ်ဆိုတဲ့အချက်ကလုံးဝမှားယွင်းကြောင်း အရက်သားတွေကြောင့်ပုံအောင်ပြီးမှရန်စပစ်ခတ်တဲ့ကမ္ဘောဒီးယားရဲ့လောက်ရကသာပြည်သူတွေကိုလူသားတိုင်းအဖြစ်အမျက်ထုတ်မှုမြောက်နေကြောင်းဝန်ထိုင်ကဆွဆဲသွားပါတယ်။အခုသတင်းပတ်အစောပိုင်းတုန်းကထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာမြေမြုပ်မိုင်းပောက်ကွဲပြီးထိုင်းစစ်သားနှစ်ယောက်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်းနှစ်ဖက်ကြားတင်းမာမှုတွေကပိုပြီးဆိုးရွားလာနေပါတယ်။အဲ့ဒီဖြစ်စဉ်ပြီးမှထိုင်းက CSA ရဲ့သဘောတူညီချက်ပါလုပ်ငန်းစဉ်တွေအကောင့်ထဲပုံမှုကိုဆိုင်းငံ့ထားမယ်လို့ကြေညာခဲ့ပြီး ကမ္ဘောဒီးယားအနေနဲ့တရားဝင် တောင်းပန်ရမယ်လို့တောင်းဆိုထားပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားကတော့တုတ်ပြန်မှုမရှိကြပါဘူး။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနယ်စပ်တင်းမောင်းမှုတွေကိုအကြောင်းပြုပြီးဇူလိုင်24ရက်ကနေ28ရက်ထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီနောက်မှာတော့အပြစ်ရသဘောတူညီမှုရရှိခဲ့ကြပါတယ်။ပြီးခဲ့တဲ့လောက်ကွန်ပိုင်းမှာတော့အမေရိကန်နဲ့မလေးရှားအစိုးရတွေရဲ့ဂျာဝင်ဆက်ဆက်ပေးမှုနဲ့တူနိုင်ငံဆက်ရက်ဆက်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါရှင်။ဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ပေးကြပါအောင်ရှင်။ အာနာသိန်းစစ်ကောင်စီရဲ့မဟာမိတ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Democratic ကရင်အကျိုးပြုတက်မတော် DKB နဲ့အဖွဲ့ခေါင်းဆောင်လေးဦးအပြင်သူတို့နဲ့ဆက်ဆက်တဲ့ကုမ္ပဏီတွေကို American အစိုးရကနာမည်ပြက်စင်းသွင်းပြီးအရေးယူတန်းခတ်လိုက်ပါတယ်။ American ရဲ့ပိတ်ဆို့မှုစင်းမှာပေါဝင်ခဲ့တဲ့ DKB ခေါင်းဆောင်တွေကတော့ Zosti, Sosin Win, Sosan Aung နဲ့ဆိုင်းကျော်လာတို့ဖြစ်ပါတယ်။ American အစိုးရရဲ့ပိတ်ဆို့အရေးယူမှုမူဝါဒကိုအဓိကတာဝန်ယူတဲ့ ဗန်ဒာယီဝန်ကြီးဌာနကနိုဝင်ဘာ12ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ရမှာတော့ DKB အပြင်ဆက်ဆက်ကုမ္ပဏီတွေဖြစ်တဲ့ Trans Asia International Holding Group Thailand နဲ့ Crossstar တို့လည်းအရေးယူပိတ်ဆို့ခံရတဲ့အစီအမပေါင်းဝင်လာတာတွေ့ရပါတယ်။နောက်ပြီးတရုတ်ဒုစရိုက်ခန်းတွေနဲ့အဆက်ဆက်ရှိနေတဲ့ထိုင်းနိုင်ငံသား Chow Mu Sawan လည်းပါဝင်ခဲ့ပါတယ်။ American ကကြေညာခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေရဲ့အဓိကအကြောင်းရင်းကတော့အတီလူပုတ်ကုတ်တွေနဲ့အဖွဲ့အစည်းတွေဟာ American နိုင်ငံသားတွေကိုထိခိုက်နေနာစေတဲ့ စိုက်ဘာငွေကြေးလင်လယ်မှုကြားဖြတ်လုပ်ငန်းတွေနဲ့ဒါရိုက်ရှက်နွယ်ပတ်သက်နေတာကြောင့်လို့ဖော်ပြထားပါတယ်။ကြားဖြတ်ဒုစရိုက်ခိုင်းတွေဟာ DKBA နဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံထဲမှာငွေကြေးလင်လယ်မှုဒုစရိုက်ကွန်ရက်တွေထူထောင်ထားကြောင်းအဲ့ဒီခိုင်းတွေရဲ့လူမောင်းခုံမှုတွေမှာလည်းဒါကောင်ဘဝကြားရောက်ခဲ့သူအများအပြားရှိခဲ့ကြောင်း American Bandai ဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးကပြောကြားခဲ့ပါတယ်။ American အစိုးရဟာ Cyber ရာဇဝတ်မှုတွေနဲ့ပတ်သက်ရင်အလွတ်မပေးစတဲ့ခြေရောက်ခံရှာဖွေနေပြီး အမေရိကန်မိသားစုတွေကိုကာကွယ်ပေးနေမှာဖြစ်ကြောင်းလဲသူကဆိုပါတယ်။ American Law Federal ထောက်လှမ်းရေးဘူရို FBI အထူးလျှော့ဝှက်ထောက်လှမ်းရေးဌာနတရားရေးဝန်ကြီးဌာနငွေရေးစေဝါတိုက်ဖျက်ရေးဦးစီးဌာနတွေပူးပေါင်းပြီးကြားဖြတ်နှိမ်နှင်းရေးအထူးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့လဲစီစဉ်ထားပါတယ်။အဲ့ဒီ unit ရဲ့ရည်ရွယ်ချက်ကမြန်မာ၊ကမ္ဘောဒီးယား၊လာအိုနိုင်ငံတွေတဲကကြားဖြတ်ကွန်ရက်တွေကိုဖြိုခွဲဖို့တားကောင်ဖြစ်ခဲ့သူတွေကိုကယ်ဆယ်နိုင်ဖို့လို့ဆိုပါတယ်။ အရေးယူပိတ်ဆို့မှုစီးရင်မှာပေါဝင်လာတဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေနဲ့ဆက်ဆက်ပြီးအမေရိကန်မှာရှိနေတဲ့ပိုင်ဆိုင်မှုတွေအမေရိကန်နိုင်ငံသားတွေကထိမ့်သိမ်းပေးထားတဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုသိမ်းဆည်းထားမှာဖြစ်တယ်လို့အဲ့ဒီလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအမေရိကန်နိုင်ငံသားတွေကလုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်းပိတ်ပင်ထားပါတယ်။အဲ့ဒီပိတ်ပင်မှုကိုချိုးဖောက်ရင်ကြီးလေတဲ့အရာစဖို့ပြစ်ဒဏ်ဒဏ်ကြေးတွေကြုံရနိုင်တယ်လို့လည်းတပါးတည်းသတိပေးထားတာပါ။ဗန်ဒါရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ အဲ့ဒီပိတ်ဆို့အရေးယူမှုတွေဟာရာဇဝတ်မှုတွေကိုဓာတ်ဆီးဖို့ဂျူးလွန်သူတွေကိုအပြစ်ပေးဖို့အတွက်သာမကပဲနစ်နာသူတွေကိုပါ အကာအကွယ်ပေးဖို့ရည်ရွယ်ကြောင်းဖော်ပြထားပါတယ်ရှင်။ AR တိုင်းတာဘောင်းမြို့နယ်နဲ့လင်းမြနာမြို့နယ်အတွင်းတိုက်ပွဲတွေမှာစစ်တပ်ဘက်ကဗိုလ်မှူးအဆင့်အများရှိတချို့အပေါင်းဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒေဆုံးနေတယ်လို့စစ်တပ်နဲ့အနည်းဆက်သူတွေစီကစုံစမ်းတိရှိရပါတယ်။အာရခတတော် A နဲ့ပူပေါင်းတပ်တွေတိုက်ခိုက်နေတဲ့ AR တိုင်းကအဆင့်မြနာတွေစီကို ပြီးကြတဲ့ဩဂတ်လကစတင်ပြီးစစ်တပ်ကရန်ပြည်နယ်နဲ့မွန်ပြည်နယ်ကအစစ်တပ်ရင်တွေပို့ဆောင်ထားတာ ဖြစ်ပါတယ်။အေယာဝရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနဲ့လင်းမြနာမြို့နယ်ဆက်ဆက်ရုံချင်းလေကျေးရွာအနီးပတ်ဝန်းကျင်မှာအော်တိုဘာလဆန်းကစပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးသူတွေရှိနေတာပါ။ပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ထအနာချုပ်နာတာခနဲ့နေဆက်တဲ့တရင်မြတ်တို့ကတော့ AAS sniper ကြောင့်သူတငယ်ချင်းဘုံမှုတူအသိဆုံးခဲ့တယ်လို့ပြောပါတယ်။ အဲ့ဒီတဲ့င်းရင့်မြရဲ့တငယ်ချင်းဘုံမူဆိုတာကဒါပေါင်းကိုရောက်တာ မကြသေးဘူးလို့ဆိုပါတယ်။တခြားအရာရှိတွေလည်းထိခိုက်သိမ်းဆုံးမှုရှိတယ်လို့တဲ့င်းရင့်မြကဆက်ပြောပါတယ်။ဒါပေါင်းနဲ့လေးမျက်နှာစစ်မြေပြမှာတမ66လောက်ခန့်တရင်တွေဖြစ်တဲ့ခမရ4560နဲ့ခလာရ35ခလာရ80အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လောက်ခန့်တရင်တွေဖြစ်တဲ့ခလာရ63ခလာရ283တရင်တွေရှိတယ်လို့ အေကနိုဝင်ဘာလ17ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ3ရက်ကနေနိုဝင်ဘာ9ရက်အတွင်းတိုက်ပွဲတွေမှာရှေ့တန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူအယောက်20ကျော်လက်နက်ချအလင်းဝင်ရောက်လာသူ20ကျော်ရှိတယ်လို့အေကထုတ်ပြန်ထားတာပါ။အေနဲ့မဟာမိတ်တပ်ဖွဲ့တစ်ခုကသတင်းရမြတ်တူကတော့တာပေါင်းနဲ့လေမျက်နှာမှာတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေပြီးထိခိုက်သေးဆုံးမှုများတယ်လို့ဆိုပါတယ်။လက်ရှိတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုစီးရင်ကိုတော့တေချာမသိရသေးပါဘူး။ တာပေါင်းနဲ့လေမျက်နှာမြို့နယ်တို့ဟာရခိုင်ပြည်နယ်၊ဂွားမြို့နယ်နဲ့ဆက်ဆက်နေပါတယ်။ဒါ့အပြင်လက်ရှိတိုက်ပွဲဖြစ်ပေါ်နေတဲ့နေရာတွေဟာအေယာဝတီတိုင်းကဟင်းဒရာအင်ကပူရေချီမြို့နယ်တို့နဲ့လည်းဆက်ဆက်နေတာပါ။လေမျက်နှာမြို့နယ်ဟာဟင်းဒရာခရိုင်ကွင်းကောက်မြို့မှာရှိတဲ့စစ်တပ်တမ်းမြစ်လေးကျင်းရေးကြောင်းတတကငားနယ်လေမိုင်အနည်းငယ်လောက်သာကွာဝေးပါတယ်။ဒီရက်ပိုင်းမှာစစ်တပ်ကတတကငားကိုအင်အားအများအပြားဖြစ်တဲ့နေတယ်လို့ အဲ့ဒီကနေလက်နက်ကြီးပြက်ခတ်မှုတွေပုံမများပြားလာတယ်လို့စုံစမ်းသိရှိရတာပါဆစ်ဆက်ယိုကြီးရွာအပေါင်းဝင် ရေမျက်နှာမြို့နယ်တဲကအစ်စ်ကောင်စီတက်စကန်အချို့ကိုအေအေနဲ့ပူပေါင်းတက်တွေကတန်းယူထားတာဖြစ်ပြီးစစ်တပ်ကတံပြန်စစ်စင်ရေလှောက်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်ရှင် People's Bank ကတင်ဆက်ပေးတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်